တားလေးရဲ့ရှင်ပြူဝဲကိုတစ်ချက်လေးတာမလာလို့လူပြောများနေတဲ့ယူရင်နေမိုးရဲ့ခင်မောဟာမြမလူမျိုးတွေကတားရှိအိုထမ်းလာတာကိုမြင်ကျင်နေဆိုတဲ့စကားရှိသလိုတားရောက်ကြလေးဝင်ရင်ရှင်ပြူပေးရမှကျွတ်တဲဝင်မယ်လို့ယုံကြည်ကြတဲ့ဖောက်ကင်လေးအများကြီးပါပဲဖောက်ကင်တယောက်နေနဲ့ကိုရင်သွေးသားလေးသင်ငယ်ဝတ်ကြောင်ကိုမြင်ရဖို့ဆိုတာဘောရဲ့ကြီးမားဆုံးပန်းနိုင်တစ်ခုလို့တောင်မှပြောလို့ရပါတယ်။ဂျိုင်းပဲဒီလိုရေးကြည့်တဲ့နေ့ရက်မျိုးမှာဖောက်ကင်ရင်ခေါက်ခေါက်ကပြောင်ချင်းမလားပြောင်နေမယ်ဆိုရင်ပြိတ္တကြီးဘလို့ခံစားရမလဲ။အခုရပိုင်းလူမှုကိုရေးစာမျက်နှာချက်မှာခဲရိုက်နေတာကတော့ တရုတ်ဆောင်လင်မိုးရဲ့သမီးယူဝင်လင်မိုးရဲ့သားလေးလီယန်ရဲ့ရှင်ပြူပွဲကြမှာပဲပွဲရတကယ်ကိုကြက်တရေရှိပေမဲ့ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြတာကတော့ဟာငင်ရင်ဖြစ်သူထဲဥလိုက်ရဲ့လုံးဝအုံတုံပြက်ကွက်မှုကြမှာပဲရှင်ဒဂုံဖျားရင်မြတ်ထမှာကျင်ပါခဲ့တဲ့ဒီမင်းလာပွဲမှာလီယန်လေးဟာကိုရင်ဝက်နဲ့ရမ်းကိုချစ်စရာကောင်းနေပါရီထိုင်းမဲ့လူတိုင်းကမိငုံထုတ်နေကြတာကအဖေပင်မလေးဆိုတာပါပဲယူဝင်လင်မိုးနဲ့ခင်မဟောင်းတို့ဟာသဘောထားမတိုက်ဆိုင်လို့လက်ခွဲခဲ့ကြတာကြပါပြီဩစတြေးလျမှာကြောင်းတရင်ပူဇာဆောင်ခဲ့ကြ လီယန်လေးကိုမေးဖွားခဲ့ကြပေမဲ့ကဲမပါတော့လေလမ်းခွဲရတာကိုနားလေပေးလို့ရပါရည်။ဂျိုင်းမဲ့ကွာရှင်းနေဆိုတာဇနီးမောင်နဲ့နေရကြားကကိစ္စသားဖြစ်ပြီးသားသမီးနဲ့မိဘကြားကတော်ဆမှုကတော့ဘယ်တော့မှပြည့်ပြည့်သွားလို့မရဘူးဆိုတာကိုလူတိုင်းလက်ခံထားကြပါရည်။အထူးသဖြင့်ကိုသွေးသားရင်းချာသားလေးတယောက်သာသနာပါဝင်ချိန်မှာမိဘရင်းတယောက်အနေနဲ့ဝမ်းမြောက်နှူမောသာဓုခေါ်ဖို့ကိုယ်တိုင်မရောက်နိုင်ရင်တောင်းတနည်းနည်းနဲ့ဆက်သွယ်ကွန်ပျူတာနဲ့လို့ပရိသတ်တရားယူဆကြပါရည်။လက်ရှိချိန်မှာတော့ဖခင်ဖြစ်သူထဲဦးလိုက်ဟာဒီပွဲကိုလာရောက်ခြင်းမရှိသလို လူမှုကွန်ရက်ကနေတစေဝမ်းမြောက်စကားပြောကြတာမျိုးလည်းမတွေ့ရပါဘူးဒီချက်ကပဲပြည်သက်တွေကိုဒေါသထွက်စေကြတာပါဘလောက်ပဲမတိတ်ကြပါစေကလေးမျက်နှာကိုတော့ထောက်တဲ့နေအဖေတယောက်နေနဲ့တော့တာဝန်ယူစေရှိတဲ့နေဆိုပြီးဝေဖန်မှုတွေမြင့်တက်နေပါရဲ့ဒီလိုဖခင်ရင်ကတာဝန်ပြက်ကွက်နေချိန်မှာခွက်လက်ကိုဝင်ပြစ်ပေးလိုက်သူကတော့အဖိုးဖြစ်သူလေးမျိုးပါပဲပြည်သက်တွေအားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲသင်ငယ်စီးပေးတာစံချပေးတာတပေးပိုက်ပေးတာကစားအဖိုးဖြစ်သူကပဲဖခင်ရင်သဘောရအရာလောက်ဆောင်ပေးခဲ့ပါရဲ့ ။ဒါရိုးဝေလိမို့အတွက်ရောလေယံလေးတစ်ပါးကြီးမားဆုံးအားစေးတစ်ခွက်ဖြစ်စေခဲ့ပါရည်။တကယ်တော့ဒီဖြစ်ရက်ကခေတ်သစ်မိသားစုတွေအတွက်သင်ငန်းစာယူစရာပါပဲ။ကွာရှင်ပြည့်စဲခြင်းဆိုတာဖြစ်လေဖြစ်တာရှိပေမဲ့ cooperative လို့ခေါ်တဲ့ကလေးအတွက်ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာတော့ပြက်ကွက်လို့မရပါဘူး။အခုလိုအချိန်မျိုးမှာဖခင်ရင်ရဲ့တိတ်ဆိတ်နေမှုဟာကလေးကြီးပြင်းလာတဲ့အခါစိတ်တရားတကူဖြစ်သွားနိုင်တယ်ဆိုတော့ကိုထည့်သွင်းစဉ်းစားတင်ပါရည်။လေယံလေးကန်ကောင်းတာကတော့သူနာမှာတောင်တန်းကြီးလိုခိုင်ခန့်တဲ့အဖို့ရှိနေတာပါပဲ။ ဟာကင်ရင်ကကြောက်ခိုင်းသွားပေမဲ့အဖိုးပြစ်သူကရှင်ခွင်ကျဲကြီးနဲ့ကြိုးဆိုထားတဲ့အတွက်လီယန်လေးရဲ့မျက်နှာမှာပြုံးနေဝေးစားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့ရင်ထဲမှာတော့အဖေအရင်လာခဲ့ရင်ဘလောက်ပြေဆုံးမလဲဆိုတော့အားမလို့အားမရဝေဖန်တဲ့နေကတော့ကျင်းရင်နေသေးပါပဲ။ကဲပရိသတ်ကြီးသားဖြစ်သူရဲ့အရေးကြီးဆုံးနေ့မှာအရေးရောက်တာမှပြခဲ့တဲ့ရွေးဝင်မှုရဲ့ခင်မောင်ကိစ္စပေါ်မှာဘလို့မြင်ကြလဲ။လူကြီးချင်းပြေးလဲရင်တော့ကလေးတော်တော့ဖခင်တော်ဝင်ခြေသိနေလို့ထင်ပါသလား။မိမိတို့ရဲ့ပွင့်လေးနဲ့အမြင်လေးကိုလည်းကိုမက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။ အားပေးနိုင်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေရှင်။